မင်္ဂလာပါကျမနာမည်ဆမ်လို့ပါ promotion မှာလုပ်နေတဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်ဒီနေ့ကျမဒေါက်တာအေးမာနဲ့ထိုင်ပြီးတော့အာကျမရေးအမျိုးသမီးကျမရေးစစ်ဆေးခြင်းဆိုတဲ့ topic နဲ့ interview လုပ်မှာဖြစ်ပါတယ်မင်္ဂလာပါဆမ်မဟုတ်ကဲ့မင်္ဂလာပါရှင်ကျမဒေါက်တာအေးမာပါကျမ Grace Health မှာထူထူရောဂါကုဆရာဝန်အနေနဲ့လောက်ဆောင်ထမ်းဆောင်နေရအနှစ်20နှစ်ရှိပါပြီရှင် ကျေးဇူးပါဆရာမဆိုတော့ဒီနှစ်ဆင်မျိုးသမီးကျမ်းမာရေးစစ်ဆေးမှုဆိုတာပါလဲပေါ့နော်ပြီးတော့ဒီကျမ်းမာရေးစစ်ဆေးမှုကဘာကြောင့်အရေးကြီးတယ်လဲဆိုတာပြောပြပေးပါဦးရှင်ဟုတ်ကဲ့ဟိုတော့နှစ်စင်ဒါအခုကတော့အမျိုးသမီးကြောင်းပြောတယ်ဒါပေမဲ့လူတိုင်းပေါ့လေအမျိုးသမီးအမျိုးသမီးတွေမဟုတ်ပါဘူးအမျိုးသားတွေရောကလေးတွေရောပေါ့လေနှစ်စင်ကျမ်းမာရေးစစ်ဆေး တင့်ပါတယ်။အာပထမဆုံးအနေနဲ့ကတော့ဒီတချို့ရေဆိုရှင်ဒီဂျမိုင်းစစ်စေးကအမျိုးမျိုးနာမည်ခေါ်ရပေါ့လေ။သူကတချို့ရေဆိုတော့ wellness exam ပေါ့။တချို့က annual physical exam တချို့က preventive exam ပေါ့လေ။အာတချို့ကကြာ yearly check up ပေါ့လေ။အားလုံးကတူတူပါပဲ။ကလေးရေဆိုရှင်တော့ well child check up ပေါ့လေ။အာဒီလိုမျိုးနှစ်စဉ်ဂျမိုင်းစစ်စေးကအလွန်ရေးကြီးပါတယ်။ဘာဖြစ်လို့ဆိုတော့မြမတီရဲ့အတိုင်းပေါ့လေ။ကာကွယ်ခြင်းဟာကုသခြင်းတဲ့ ပို့ပြီးတော့ကောင်းပါတယ်။အဲ့တော့ကိုဘာမှမဖြစ်ခင်ပေါ့လေ။ဒီဟာငါဘာကောက်ကကာကွယ်နိုင်လေ။ကိုမှ risk ဘလောက်ရှိလဲ။ဆိုတော့လူနဲ့လူနာကကိုယ်တိုင်ကဆရာဝန်ကိုဆွေးနွေးနိုင်တဲ့အတွက်ကြောင့်မျိုးဒီနှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းအောင်ဆိုရှင်အထူးရေးကြည့်ပါလေ။ ေစုပါဆရာမဆိုတော့ဒီကျမိုက်စစေးမှုခိုင်ရက်ခါမှာဘာတွေလိုအပ်မလဲပေါ့နော်ပြီးတော့ဘာတွေဆွေးနွေးသင့်တယ်လဲပြီးတော့ဘာကိုမျှော်လင့်သင့်တယ်လဲဆိုတာလည်းပြောပြပေးမှာဖြစ်ဟုတ်ပါတယ်ဟိုသူကတော့ဒီပေါ့အထွေထူးတော့မဟုတ်ပါဘူးဒါပေမဲ့အချိန်လေးပို့ပေးပြီးတော့ပေါ့လေရာဇဝင်တွေကိုမေးတာပေါ့လေအဲတော့ ဒီကိုဝင်လာတာနဲ့ဒီပိုင်းနဲ့ဒါဆီမလက်ဟောပေါ့လေဒီဒီနာဆိုပါတော့ကသူရဲ့ vital စေပါယူတယ် weight ဒီပါလေ check လုပ်တယ် temperature တို့ height တို့ပါတော့ check လုပ်တယ်ပေါ့လေပြီးရခါကြတော့ပေါ့လေသူကိုယ့်ရဲ့ပေါ့လေဟိုရာဇဝင်ပေါ့ကိုယ့်ရဲ့ရာဇဝင် medical history ပေါ့ကိုယ်မှာစီချိုရှိလားတွေးတိုးရှိလား အစမရှိလားအဲ့လိုပေါ့လေဒါအမေရိကန်ဟစ်စထရီနဲ့နောက်ခွဲစိတ်တဲ့ကြာဆုံးရောလည်းမေးတယ်အဲ့လိုပဲမိသားစုပေါ့လေ family history ပေါ့လေ family history မှာလည်းအဲ့လိုပဲခုနတိုင်းစီဂျိုသွေးတိုးပေါ့လေနှလုံးနောက်နောက်ကကြာသူတို့ stroke ပေါ့လေလေဖြတ်တာဝါးကြီးအဲ့ဒါကြီးအကုန်လုံးကိုမေးပါတယ်အဲ့ဒါပြီးရခါကျတော့ကိုယ့်ရဲ့ social history ပေါ့လေ social history ကတော့ အာဒီ smoking ပေါ့လေဒီဆေးလေတောင်မတောင်အရဲတောင်မတောင်ဆေးတုံးမတုံးပေါ့လေ drugs history လို့ကတော့အားကြီးမေးပါတယ်မေးပြီးတော့ခုနတိုင်းဒီ family history နဲ့ရာဇဝင်ရဲ့ကိုယ့်ရဲ့ရာဇဝင်မှာ motive ပြီးတော့ဒီလူနာက cardiovascular risk ရှိမရှိပေါ့လေအဲ့လိုမျိုးရှိရဆိုလို့ရှိရင်လည်းအလားကိုကာကွယ်နိုင်တဲ့ဟာမျိုးကိုလည်းဆွေးနွေးပါတယ် assessment ပေါ့လေအဲ့ဒါကတော့သူတို့ရဲ့စားတောက်ရဲ့ diet တို့သူတို့ရဲ့နေထိုင်မှုပေါ့လေ exercise နောက်ကကြာဒီအစီအများမများပေါ့လေအဲ့ဒါကြီးစစ်ပါတယ်နောက်သူတို့ရဲ့ activity ပေါ့လေ active ဖြစ်ဖို့အတွက်လည်းအကြံဉာဏ်ပေးပါတယ်နောက်တစ်ခုကကြာတော့ဒီအသိဉာဏ်နဲ့ပတ်သက်ပြီးတော့ပေါ့လေကို ကိုဒီလူနာရဲ့အသက်ပုံမှာမူတည်ပြီးတော့ cancer screening နေပါလေလောက်ပါတယ်အမျိုးသမီးရေဆိုမှာဆိုရှင်လေ breast cancer screening ပေါ့လေ cervical cancer screening နဲ့အမျိုးသားရေကိုလုံ cancer screening အမျိုးသားရောအမျိုးသမီးရောကိုလုံ cancer screening ပေါ့လေအခုဆိုလို့ရှိရင်နောက်ပိုင်းဆိုလို့ရှိရင် cancer တွေကလူငယ်တွေမှာတောင်းပဲပေါ့အရင်တော့ဆိုရှင်ကိုလုံ cancer screening ဆိုရှင်အသက်50မှာစရဲပေါ့လေအခုဆိုရှင်လူငယ်တွေမှာလည်းတွေ့ရတွေ့ချင်လို့အခုဆိုရှင် ဟိုနှစ်ကိုပေါ့လေစိုင်းနှစ်ကိုတောင်းမယ်ဒိုးရှေ့ကိုဒိုးလိုက်ပါရဲ့45လေးကစာပြီးစစ်ပါရဲ့ပေါ့လေအဲ့လိုမျိုးတွေပေါ့လေအကုန်လုံးဟိုဆွေးနေကြရဲ့ပေါ့လေအာပြီးအဲ့ဒါအပြင်ဒီဆရာမတို့အနေနဲ့ဒီဟိုပေါ့ mentally ပေါ့လေ physically mentally ပေါ့လေ psychosocial ပေါ့လေအာ psychosocial အနေနဲ့ ီ depression screening ပေါ့လေ။နောက် anxiety screening ဆိုတာပေါ့လေ။စိတ်သက်သာမကြပေါ့။စိတ်သက်စိတ်ချမ်းမရေးကောင်းမကောင်းနဲ့အဲ့ဒါကြီးနဲ့ဆံမောက်မှာ screening question တွေရှိရပေါ့လေ။အဲ့ပုံမှာ multi ပြီးတော့ number ပုံမှာ multi ပြီးတော့သူတို့မှာအကူအညီလိုလားမလိုလားကိုကိုအနေနဲ့အာပေါ့လေဟိုကြံ့ကြံ့ပေးရပေါ့လေဒီမှာအတွက်ကိုဖြည့်ဆည်းပေးပါတယ်အာ အဲ့လိုပြီးသွားတဲ့အခါကျတော့ဇာနာအင်းကတော့ဟို physical check up ပေါ့လေဒါတော့မျက်စိနားနှာခေါင်းပေါ့လေနောက်ရင်ဘက်နားထောင်နဲ့အာအဆုံနားအာရင်ဘက်အဆုံနားထောင်နဲ့နှုံးနားထောင်နဲ့ပေါ့လေဟိုအဲ့ဒါအကျံပြင်းနေတဲ့စစ်ပိုင်းပြီးရဲ့အခါကျတော့သူနဲ့ပတ်သက်တဲ့ပေါ့ဒီဒီလူနာနဲ့ပတ်သက်တဲ့လိုအပ်တဲ့အားပေါ့လေအသက်အရွယ်မှာမူတည်ပြောပါစစ်တဲ့နေပေါ့လေတွေ့ဖောက်ဆရာရှင်ဖောက်ပါရဲ့တွေ့စစ်ပါလေခုနကတည်းက screening ပေါ့လေ memogram စစ်တင် memogram pap smear စစ်တင် pap smear ပေါ့လေအာအဲ့ဒါလေးစစ်တယ်အာနောက်တစ်ခုကကြောင့် immunization ပေါ့လေ immunization ကဒီအသက်အရွယ်မှာမူတည်ပြီးတော့ဒီကိုယ်အသက်အရွယ်မှာဘာ immunization နဲ့လိုတယ်ဆိုရအောင်တိုင်ပင်ပါတယ်သူတို့တွေလိုအပ်တဲ့ဟာကိုဖြည့်ဆည်းပေးပြီးတော့လိုအပ်တဲ့သူတို့ဟိုတဘောတူရဆိုရှင်ဒီကောက်ဝဲဆေးကိုလည်းထိုးပေးပါတယ်အဲ့မှာပဲထိုးပေးပါတယ်အာဆိုဒီဟာဆိုရှင် ဘာဖြစ်လို့ဒီအရေးကြီးရဲ့ဆိုဂလိုဒီလိုမျိုးအချိန်မှာပဲမိသားစုဆောင်နဲ့ထိုင်ပြီးတော့ကိုအကြောင်းကိုမိသားစုကြောင့်ဆွေးနွေးရတဲ့အတွက်ကြောင့်မလို့လောအင်မတန်ရေးကြီးပါလေအဲနောက်ခုနပြောတဲ့အတိုင်းမဖြစ်ခင်ကာကွယ်တဲ့ဟာအတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူတိုင်းအတွက်ပေါ့လေဒီ annual physical ကိုလုပ်ဖို့တည်းဆရာမအကြံဉာဏ်ပြုပါလေဘယ်သူမှပေါ့လေဟိုတစ်ခါမှဒီနှစ်စင်ပေါ့လေကျန်းမာရေးစစ်ဆေးခြင်း သူမှမရှိခဲ့ဘူးလေဆိုလို့ရှိရင်เนาะကြံ့ကြံ့ပြုတ်ပါလေကိုယ့်ရဲ့မိသားစုဆရာဝန်ကိုခေါ်ပါမိသားစုဆရာဝန်မရှိဘူးဆိုလို့ရှိရင်လည်းကျမတို့ grace help ကိုခေါ်ပါ grace help ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့269 965886ကိုခေါ်ယူခြင်းအပြင်မိမိရဲ့နှစ်စဉ်ကျန်းမာရေးကိုစစ်ဆေးကြပါရန် to title ဟိုအထူးတိုက်တွန်းအပ်ပါတယ်ရှင်